ုံးမဲ့မင်္ဂလာပါရေဝရှန်လီမှာ ပြန်လဲကျူစုလိုက်ပါတယ်ဒီကနေ့ဂျွန်လ၄ရက်နေ့ဒီကနေ့မှာတင်ပြမဲ့သတင်းကောင်းစဉ်ကကြံ့မိပါတယ်အံ့ဩသွားမယ်ထင်ပါတယ်ကိုလူကိုဘုံမှားကျဲလိုက်လို့စိတ်သက်ကြပြီးတော့လမ်းဖြူထောင်းလက်နဲ့ချသွားတဲ့ဂျူဟာမူကြီးအကြောင်းကိုတင်ပြပေးမှာပါဘုံမှာကျဲချမှုအတွင်းမှာကျမဖက်စစ်ခွေးအကောင်30 တည်ဆုံးပြီးနောက်ပိုင်းမှာဗျူဟာမှုဟာလက်နဲ့ချဖို့အလံဖြူထောင်ဖို့ဆုံးဖြတ်လိုက်ပါတယ်လေဗျာဒီကြောင့်လည်းကြားမှာဖြစ်တဲ့နောက်ထပ်ဒင်းဘုတ်ကတော့ကျွန်တော်တို့ ERR ဓာတ်တွေစားလိုက်တဲ့ခလာယာ29ကတရင်မှု အကြောင်းကိုပြောမှာပါ ERR ဓာတ်တွေစားလိုက်တယ်ဆိုတော့တရင်မှုကတော့ဝီဇင်ငယ်ကို မစိတော်ကိုက်ချင်ပြရပဲနဲ့ကိုတွင်းကိုတူစဉ်းသွားပြီပေါ့ဗျာဒီကြောင်းလေးကိုတင်ပြပေးမှာပါဒီကနေ့မှာကျွန်တော်တင်ပြမယ့်အကြောင်းအရာကျွန်တော်မိပါရဲ့အာနှစ်သက်မှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ view ကိုအဆုံးထိဝင်ကြည့်ချူဖို့ဒူးချင်းစီတိုင်းကိုဖိတ်ခေါ်လိုက်ပါတယ်အကြမ်းဖက်စစ်ခွေးတက်နဲ့ပတ်သက်သူမှန်သမျှကျွန်တော်ပြည်သူလူထုကတူးတယောက်တကောင်တမီးမှအလိုမရှိတော့ဘူးဆိုတာကျွန်တော်ပြည်သူလူထုရဲ့အတန်ကိုနားထောင်ရင်လည်းကြားရမှာဖြစ်သလို့ ကျွန်တော်တို့တွေကလည်းအမြဲတမ်းဒါတွေကိုသတိပေးနေကြပါဒါပေမဲ့ကျွန်တော်တို့သတိပေးတာကိုမတရားကြုံပြုတဲ့ငတ်စနူကောင်တွေက ရှိနေပြန်ရောဗျာဒီနေ့မှာအကျံဖက်စစ်ခွေးတက်ရဲ့လက်ကင်တို့အယိုးကိုက်ဖြူသုံးကောင်တရသီးထွက်ောက်တဲ့အချိန်မှာကျွန်တော်တို့ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေပြစ်လိုက်တဲ့ပြစ်ချက်တွေ အောက်မှာပဲ တရသီးတော်ပြီးအောင်ကောက်ချိန်မရဘဲနဲ့ဆန့်ငင်ဆန့်ငင်ဖြစ်သွားတယ်လို့သတင်းရရှိထားပါတယ်။ဟုတ်ပါတယ်။မြွေတိုင်းပေါင်းမြို့နယ်မှာရှိတဲ့အကျံဖက်စစ်ခွေးတက်ကကျွန်တော်တို့ဒါအယိုးရင်းကြိုက်နေတဲ့ယူစော်တီတွေကတရသီးထွက်ကောက်တဲ့အချိန်မှာကျွန်တော်ပြည်သူ့ကဝေးတပ်ဖွဲ့ဝင်တွေပြစ်ခတ်တိုက်ခိုက်ခဲ့တဲ့နေရာမှာယူစော်တီ၃កောင်တိတ်ဆုံးပြီးတော့တနက်တလတ်နဲ့ကျွန်တော်တို့အကြီးတွေရရှိခဲ့တယ်။တင်းစီရမိခဲ့တယ်လို့ ကျွန်တော်တို့ဒင်းရရှိထားပါတယ်အဲ့ဒီတက်ခိုက်မှုအတွင်းမှာငပြူသုံးကောင်ပွဲချင်းပြီးသိဆုံးပြီးတော့ AK47 တနက်တလန်နဲ့ဂျီ26တောင်းသိစီရမိခဲ့တယ်လို့ကျွန်တော်တို့သိရှိထားရပါတယ်ကျွန်တော်သတိပေးချင်ပါတယ်တရသည်ထွက်မကောက်ပါနဲ့ပြီးတော့မှုလည်းမကောက်ပါနဲ့ ်အချို့နေရာလေးတွေမှာအင်အူလေးတွေထွက်တတ်ပါတယ်အင်အူလည်းမကောက်ပါနဲ့ဖားရှာငားရှာလည်းမလုပ်ပါနဲ့အပြူကောင်နေနဲ့ပြီးအချောပတ်စစ်ခွေးတက်နဲ့ပတ်သက်သူမှန်သမျှကျွန်တော်တို့တကောင်မှအလုပ်ပေးမှာမဟုတ်တော့ဘူး။ဘာဖြစ်လို့သူတို့ကတရက်သီးကိုထွက်ောက်ကြတာလဲဆိုရင်လေသူတို့ကိုဒါကုညီနေပါတယ်သူတို့ကိုရိတ်ခါတွေပေးဖို့နေပါတယ်ဆိုတော့မာလာနဲ့အာနာယူအုပ်စုကသူတို့ကိုရိတ်ခါ ပြည့်စုံအောင်မထားပေးတာတွေလည်းပါတာပေါ့ဗျာကျွန်တော်တို့အဲ့ဒီပေါက်ဒေတာမှာရှိတဲ့ကျွန်တော်တို့ခေါက်ကူရော်လို့ခေါ်တဲ့သင်ငန်းခြုံထားတဲ့ကရုံးတကောင်ကလည်းအမြဲတမ်းဒါရိတ်ခါမလွန်လောက်တဲ့အကြောင်းအမြဲတမ်းလိုအပ်နေတဲ့အကြောင်းညင်းညူအော်ဟစ်ပြောဆိုနေတာတွေလည်းကျွန်တော်တွေ့ရမှာဖြစ်ပါတယ်။ဆိုတော့ဒီကနေ့မှကျွန်တော်တင်ပြထားတဲ့ background လေးနဲ့လက်ရှိတည်အသီးထွက်ောက်လို့ကျွန်တော်တို့အရှင်းခံလိုက်ရတဲ့ငပြူသုံးកောင်ရဲ့ ဒါအကြောင်းအရာလေးကလည်းထူးခြားစွာတိုက်ဆိုင်သွားပါတယ်ဒီအပိုင်းတွင်းမှာကျွန်တော်တို့ကင်ပီနယ်တွင်းမှာရှိတဲ့တေဘောကျမဖတ်စစ်ခွေးတက်စကန်ကိုကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေနဲ့ပူးပေါင်းတပ်ဖွဲ့ဝင်တွေတိုက်ခိုက်သိမ်းပိုက်ခဲ့တယ်အဲ့ဒီတိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ရဲဘော်ထွေရဲ့ပုံကိုကြည့်ပေးပါဟမ်ဘာဂါစားပြီးတော့အကျမဖတ်စစ်ခွေးကိုမီးဖုတ်တင်းကျူပေးလိုက်တဲ့ပြည်သူ့ကပေါက်ဖွာလာတဲ့ကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေ အပပပါဘာမှကိုမဆိုင်ဘာမှကိုနှိုင်းရှင်ရမရှိငါပြဆုပ်ပြတက်စားရမရှိကျွေးမဲ့သူမရှိ ပေးမဲ့သူမရှိ အခြေအနေရောက်နေတဲ့ငပြူသုံးកောင်တည့်သီးလေးထွက်កောက်တာတည့်သီးတော်မှာកောက်ချိန်မရဘူးတည့်သီးတော်မှာမစားလိုက်ရဘူးအဝိဇ္ဇငရဲကိုမစစ်ပေးမကြိုက်ဖင်နဲ့ကိုတွင်းကိုတူး သေဆုံးတွားရစိတ်မကောင်းလို့ပါဒါကြောင့်ကျွန်တော်ကဟမ်ဘာဂါစားရင်းနဲ့တိုက်ပွဲဝင်တဲ့ကျွန်တော်တို့ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေရဲ့အကြောင်းနဲ့ဆက်ဆက်ပြီးတော့တင်ပြခဲ့ခြင်းဖြစ်ပါတယ်ဒါဟာပြည်သူကမွေးဖွားလာတဲ့ကျွန်တော်တို့ရဲ့ရဲဘော်တွေရဲ့နေထိုင်မှုအခြေအနေအမှန်လေးတွေပါဒါကြောင့်လည်းပဲကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေနဲ့တိုင်းရင်းသားတပ်ဖွဲ့ဝင်တွေပူးပေါင်းထားတဲ့စစ်စင်ရေးဒီစစ်စင်ရေးဟာ ါဒီအပိုင်းအတွင်းမှာအောင်ပွဲတွေတစ်ခုတစ်ခုကျွန်တော်တို့တွေ့မြင်နေရတယ်ကျွန်တော်တို့ဒီသင်းရဲ့နောက်ဆုံးပိုင်းမှာကျွန်တော် ARR မှာကျွန်တော်တို့ ARR ဓာရီစားတာကိုခံလိုက်ရတဲ့ခလာရ29တည်ရင်မှုအကြောင်းလဲပါမှာဖြစ်ပါတယ်နေရာစုံမှာတော့ရှယ်မီဖုန်နေတာဖြစ်တယ်မွေးငါးတော်ချက်လို့ဒါသူတို့တွေလက်လေမလက်လက်တော်မှာမလေလောက်ဘူးလို့ကျွန်တော်ထင်ပါတယ်ကျွန်တော်ပြောပြသားပါအပြောပင်း ပါမာတော့မဟုတ်တော့ဘူးငပြောဖိနေလဲတော်တော်လေးလဲကုံတော်လဲဖြစ်နေပြီဒါအိုးပဲဦးကတော့ဝေးမှာပါအကျော်ကလည်းသူတို့ကလည်းစင်နာမပါတဲ့သူတွေဖြစ်တဲ့အခါကျတော့อืมသူတို့ကြွေးတဲ့မောင်ငါသူတို့ရဲ့ရက်လယ်မောင်ငါကတော့ဒါအေးကျဲကျဲမောင်ငါပဲဖြစ်ပါလိမ့်မယ်တောက်လျှောက်လဲချက်နေရတာကိုဗျဟုတ်ပြီကျွန်တော်တို့ဒီနေ့အဓိကကျွန်တော်တင်ပြချင်တဲ့အကြောင်းအရာကတော့ကိုလူကဘုံမကျဲလို့စိတ်ပြတ်ပြီးတော့အလံဖြူထောင်လိုက်တဲ့ဖြူဟာမူးကြီးအကြောင်းကိုပြောချင်တာပါ တင်းကိုမပြောခင်မှာအဲ့ဒီ viewer မှုနဲ့ဒါအပေါင်းအပါအကျန်ဖက်စစ်ခွစ်တက်ကကောင်းတွေကိုကျွန်တော်အတိပေးသတိပေးစကားပြောချင်တာကငကူတွေကကျွန်တော်တို့ပြည်သူလူထုနဲ့ပူးပေါင်းရမှာအဲ့ဒီအခွင့်အရေးကိုမရခဲ့ဘူးကျွန်တော်တို့ရှင်းတဲ့စစ်မြေနာပြင်မှာကျွန်တော်တို့ပူးပေါင်းတက်ဖွဲ့ဝင်တွေတိုက်ခိုက်မသိမ်းပိုက်ခင်ကတည်းကကျွန်တော်တို့အစီမှာဒါလက်နက်ချရမှာကျွန်တော်တို့နဲ့လည်းပူးပေါင်းရမှာ ။ဒါပေမဲ့တိုက်ပွဲဖြစ်ပွားပြီးတဲ့အချိန်ကြမှာသူတို့တွေဒါစစ်ကူပစ်ကူဘလိုဝင်တောင်းစီကမှုကျွန်တော်တို့ရဲ့ပြင်းထန်တဲ့ထိုးစစ်တွေအောက်မှာပြောချင်တာကတော့ကျွန်တော်လူငယ်တွေရဲ့တိုက်ပွဲဆွမ်းဆောင်ရင်းနဲ့မြန်မာသောစိတ်ဓာတ်တွေနဲ့ရင်ဆိုင်နိုင်တော့တဲ့အခြေအနေရောက်တဲ့အချိန်ကြမှာအလံပြူထောင်းလက်နဲ့ချရမတူးမတူး ကျွန်တော်နဲ့ငကိုတဲ့ပူတောင်းပူပေါင်းခဲ့တယ်ဆိုရင်ပုံမူပြီးတော့ဒါအခြေအနေတစ်ခုတော့မပိုင်ဆိုင်နိုင်ပါနဲ့အခုအခြေအနေကတော့စက်တုံမန်းပေါ့ဗျာဟုတ်ပြီဒီခြေအနေကိုပေါ်ပေါ်ပေးလိုက်တာက KNLA နဲ့ကျွန်တော်တို့ပြည်သူ့ကာဝေးတပ်ဖွဲ့ဝင်တွေတက်ခိုက်သိမ်းပိုက်ခဲ့တဲ့ဒေဘောဘောစကန်အဲ့ဒီစကန်ကိုဂျပန်စစ်ခွေးတပ်ကမချဖို့အတွက်လေကြောင်းကနေပြီးတော့ဘုံးတွေဒီရက်ဆက်ကျဲချခဲ့တယ်နက်နက်ကြီး ြစ်ကူတွေအမြောက်အများပေးခဲ့တယ်ပြစ်ကူစစ်ကူတရားစပေးနေသည့်တိုင်အော်ကျွန်တော်တို့ကိုတို့တွေအဆုံးပေးရတာဒီအချိန်တွေကဒါ2025ရဲ့ထူခြားတဲ့အချက်တွေပါစီရေးပြောင်းလဲလာပြီလို့လည်းပြောလို့ရပါတယ်လေးနဲ့ဘုံကျဲတက်ခိုင်းမှုအဲ့ဒီဘုံကျဲတက်ခိုင်းမှုဟာ သူတို့လူသူတို့မှားပြီးတော့ဘုံချဲလိုက်တဲ့ဖြစ်စဉ်အတွင်းမှာကျွန်တော်ဖတ်စစ်ခွေးတက်ကခွေးအငစနူကောင်အကောင်30တိဆုံးခဲ့တယ်လို့ကျွန်တော်ကြားသိထားရပါတယ်ဒီလိုအချိန်လေးကိုမြင်တွေ့လိုက်တဲ့အချိန်မှာသူတို့ရဲ့ခံစားချက်ဘယ်လိုဖြစ်သွားလဲတေးမှာပဲကျွန်တော်နဲ့ရင်ဆိုင်တွေ့ရင်လည်းတေးမှာပဲ ျွန်တော်တို့အာစကန်းဆုံးကထပြေးသွားရင်လေသူတို့ရဲ့အခြေအနေကလုံးလုံးမအကောင်းဘက်ကိုပြန်မရောက်နိုင်တော့ကိုယ့်ရဲ့မျက်စိရှိမှာပဲဒါကိုယ့်ရဲ့တရင်တက်ဖွဲ့ကိုယ့်လူတွေကိုဘုံချဲတဖြတ်လိုက်တာကသူတို့တွေနေ့စဉ်နေ့တိုင်းဒါအလေးပြုနေရတဲ့ သူတို့တွေကိုးကွယ်နေတဲ့လက်ရှိကျောင်းနိုင်ငံအာဏာကိုမတရားနှီးနဲ့သိမ်းယူထားတဲ့အာဏာရှင်အကြမ်းဖက်မင်းအောင်လှိုင်တဲ့အပေါင်းပါအုပ်စုဒီလိုတွေဖြစ်လာမယ်ဆိုတာကိုသူတို့တွေလည်းသိခဲ့ကြားခဲ့ပြီးပါပြီအရှိတိုက်ပွဲမှတ်တမ်းတွေမှာကိုလူကိုဘုံကျဲတပြတ်မှုတွေပြီးတော့ လို့မှသူတို့တွေဒါခုခံလို့မရတော့တဲ့အခြေအနေနောက်ဆုံးအဆင့်မှာလက်နက်ချဖို့ဆုံးဖြတ်ခဲ့သည့်တိုင်အောင်လက်နက်ချတဲ့သူတွေကိုအနောက်ကနေပြီးတော့လိုက်လံပစ်ခတ်တပ်ဖြတ်ခဲ့တာကိုသူတို့လည်းသိတယ်ခုချိန်ထိမိုက်တွင်းနဲ့နေတာဟာတော်တော်လေးကိုဆက်စုပ်ရုံစာပွဲကောင်းပါလေဒီနေ့လူမှုကွန်ရက်ဆိုရှယ်ဆာမနာတီးတီးမှာဒါတိဘောစကန်တိုက်ခိုက်သိမ့်ပိုက်နိုင်ခဲ့တဲ့စလနဲ့ပစ္စည်းတွေ ကယ်ကိုအများအပြားသိသိရမိခဲ့တာကိုကျွန်တော်တို့ထူးခြားစွာတွေ့ရမှာဖြစ်ပါတယ်စကူပေးတယ်ပြစ်ကူပေးတယ်လက်နဲ့ရိတ်ခအပုတ်ပေးတယ်ဒါပေမဲ့အကျမ်းဖတ်ကောင်းနေဟာစိတ်တက်ကပျက်စီးနေပြီသူတို့ကပြိုကွဲနေပြီပြိုလဲနေပြီဒါကြောင့်ဘလို့မျိုးပဲပြစ်ကူပေးပါစေလက်နဲ့ခဲရန်တွေဘလို့မျိုးပဲပေးဖို့ပါစေ တို့နေကျွန်တော်တို့ပြည်သူလူထုကိုရင်ဆိုင်နှိုင်းတော့တာကို2025မှာပုံမထင်ရှားပြသစွာတွေ့နေရတာဖြစ်ပါတယ်ဒီတိုက်ပွဲအတွင်းမှာကျွန်တော်ရဲဘော်၄ဦးဒါဒိုင်ယာရရှိခဲ့တယ်လို့လည်းကျွန်တော်သိရပါတယ်ဒီတိုက်ပွဲအဓိကဟီးရိုးကြီးတွေကတော့အကျော့အစေးဝါနဲ့ဗိုတာဘောဖြစ်ပါတယ်ဆိုတော့ဒါဟာတောင်ပိုင်းရဲ့အကြံဖက်စစ်ခွေးတက်တေလောက်အောင် ြောက်နေရတဲ့ဒါခေါင်းဆောင်နှစ်ဦးလည်းဖြစ်ပါတယ်ဒီခေါင်းဆောင်တွေတွဲဖက်ပြီးတော့အခြားသောကျွန်တော်တို့ဒါပြည်သူကာဝေးရေးတပ်ဖွဲ့ဝင်ခေါင်းဆောင်တီးတီးကလည်းပူပေါင်းလှုပ်ဆောင်ခဲ့တာကိုဒီကြိုက်ပွဲမှာကျွန်တော်တို့တွေ့ရတာဖြစ်တယ်ဟုတ်ပြီကျွန်တော်တို့ဒီကာလတွေ့တွေ့နေမှာဒါထူးခြားချက်ကို ပြောပါဆိုရင်ကရင်စီအခြေအနေဖြစ်ပါတယ်ကရင်တွေဟာလက်ရှိအခြေအမှာဒါကရင်အလံတစ်ခုတည်းအောက်မှာပဲအတူတူပူပေါင်းပြီးတော့လှုပ်ဆောင်နေကြတယ် ပြီးတော့ဒါသူတို့စစ်စင်ရေပုံဖော်တဲ့စီမဟာပြူဟာကလည်းတကယ့်ကိုတေသက်လွန်းတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တဲ့စီအတွက်ကြောင့်မြောက်များစွာရှိတဲ့အပြင်ဒါရန်သူကိုဘလိုမျိုးချိန်မှုတုတ်တင်ရမလဲရန်သူကိုဘလိုမျိုးသွေးပြတ်အောင်စိတ်ကြက်ပြက်စီးသွားအောင်ကျွန်တော်တို့ရဲ့အတန်ကိုကြားလာနေအော်တိုချောက်နေရအောင်ဖန်တီးနိုင်ခဲ့တဲ့ ဘရင်တော်လှန်သောတပ်ဖွဲ့ဝင်တွေနဲ့ကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ရှေ့ဆက်မဲ့ခကြီးအများကြီးရှိပါသေးတယ်။ဆိုတော့ကျွန်မမိဘတွေကျွန်ညီကောင်မတို့ကတကွာလုံးမှာရှိတဲ့အာကျွန်တော်တို့ရဲ့ Federal နဲ့ဒါဒီမိုကရေစီနိုင်ငံဒါတိဆောက်နိုင်ရေးနဲ့ကျွန်တော်တို့ရဲ့အနာဂတ်ကလေးငယ်တွေအတွက်ကျွန်တော်တို့ရဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့အီအာအိုတပ်ဖွဲ့ဝင်တွေကို ဒါဝိညာဉ်ကူညီဖို့ကိုလည်းပဲကျွန်တော်ကမေတ္တာရက်ခံပန်ချလို့ပါတယ်ဟုတ်ပြီအေရီသားတွေစားလိုက်တဲ့ခါလိုက်ရ29တယင်းမှုတယင်းမှုသားတွေဘျူဟာမှုသားတွေစားရတာကလည်းတကယ်ကိုဝအီးနေပြီအချိန်ကသူတို့ပြောတဲ့စကားကြောင့်ကြားဘူးတယ်မျိုးလေးတစ်မျိုးကိုတိမ့်ပေးကြည့်ပါလားမင်းတို့ကယေစကန်လောက်ပဲပြစ်ပြေးလောက်တာပါ အကြံဖတ်စစ်ခွေးတက်စကန်တစ်ခုလောက်ကိုတိမ့်ကြည့်ပါလားပြီးတော့မင်းတို့ကဂျဲလောက်ပဲချောင်းချောင်းပြစ်ခတ်တတ်တာအချို့ကပြောတဲ့အုတ်ချုပ်ရေးမှုလောက်ပဲမင်းတို့ကဒါရှင်းလင်းတုတ်တင်ရဲတာဘူမှုတကောင်ဘူကြီးတယောက်ဂျူဟာမှုတရင်မှုတကောင်လောက်ကိုလုတ်ပြပါလားဆိုတဲ့ဒီကောင်တွေပြောတဲ့စကားကိုကျွန်တော်ပြန်ပြီးတော့အမှတ်ရမိပါတယ်လက်ရှိချိန်မှာကျွန်တော်တို့စားခဲ့တဲ့ အသားတွေထဲမှာအကျန့်ဖက်စစ်ခွေးတက်ကဘလူမျိုးပဲအရာရှိမျိုးပဲဖြစ်နေပါသည်ဘလောက်ထိဒါအပွင့်နေပုံပေါ်မှာတန်းစီပြီးတော့ထားနေတဲ့သူတွေပဲဖြစ်ပါစေကျွန်တော်တို့လူငယ်တွေလက်ကမလွတ်လို့ကျွန်တော်ပြည်သူလူလူလက်ကလုံးဝပြည့်မလို့ဘူးဆိုတော့ကို ကျွန်တော်တို့တက်သေးအမြောင်များနဲ့ပြသခဲ့ပြီးဖြစ်ပါတယ် AR သားတွေစားလိုက်တဲ့တည်ရင်မှုဆိုတော့ပို့ပြီးတော့ချိုးမှာပါဟုတ်ပြီ ဒီပြစ်စင်ကတော့ ARD တိုင်းပသိမ်မြို့လမ်းမော်မှာဒါဂျင်နတာခိတ်အနီးဓမ္မပါလာငကရစ်တောင်ဇီဒီဘက်မှာအကျန်းဖက်စစ်ခွေးတက်နေကျွန်တော်တို့ဒါအာရခတ်တော် AA ပူပေါင်းတပ်ဖွဲ့ဝင်တွေဒါတပ်ဖွဲ့ဖြစ်ပွားခဲ့တာပါအဲ့ဒီမှာပါလာတဲ့တရင်မှုနဲ့အကျန်းဖက်စစ်ခွေးတက်ကအကောင်၃កောင်ဝါကူသွားတယ်လို့ကျွန်တော်တို့နေမြေစီရင်ရကြားသိထားရပါတယ် ဘယင်မှုတည်သွားတာကတော့တည်ကြတယ်လို့လည်းကျွန်တော်တို့သိရှိထားရပါတယ်အဲ့တော့ခလာယ29တယင်မှုနဲ့ပတ်သက်တဲ့မိသားစုဝင်တွေမွင်းကကျွန်တော်ပြောတဲ့အတိုင်းပဲချက်ပြီးတော့ကျွေးဖို့သူတို့တွေခုလောက်ဆိုရင်ပြင်ဆင်နေလောက်ပြီးနာရေးကိုလည်းခိုးချောင်ခိုးဝက်ပဲလုပ်ရမယ်အခြေအနေမျိုးတွေလည်းဆက်လက်ကြားရဖို့ရှိနေပါတယ်ကျွန်တော်တို့ဒါဆိုတော့၄ရက်နေ့ မနက်7:25နာရီမှာကုန်းပြင်တိုက်နယ်နဲ့အမြောက်တပ်3 4လေးတွေကနေပြီးတော့လက်ရှိဒါကျွန်တော်တို့ဒါတရင်မှုတည်ဆုံခဲ့တဲ့အတိုက်ပွဲအပြီးမှာလက်နက်ကြီးတွေနဲ့ပဝင်းကျင်ကဒေသခံပြည်သူတွေကိုပြစ်ခတ်တိုက်ခိုက်မှုတွေရှိနေတယ်လို့လည်းကျွန်တော်တို့သိရှိထားရပါတယ်။ဒါကြောင့်ကျွန်တော်တို့မိဘပြည်သူတွေအနေနဲ့လက်ကြီးပြစ်ခတ်မှုတွေကြောင့်ဒါထိခိုက်ဒဏ်ရာရရှိနိုင်တာတွေရှိတဲ့အတွက်စည်ရေးတတိရှိဖို့အတွက်ကျွန်တော်ဒီကနေပြီးတော့ထပ်မံအတိပေးလိုပါတယ်။ လနဲ့ကြီးပြကတ်တန်တွေနဲ့အတူအတိုင်းကြောင်မြို့ပေါ်အထိကြားနေရပြီးတော့ဒေသခံတွေကစိုးရိမ်ထိတ်လန့်ပြီးတော့ကျွန်တော်တို့ဒါကြောင်တက်နေတဲ့ကလေးတွေပါဒါအိမ်ကိုပြန်လဲခေါ်ဆောင်ပြီးတော့ဒါကြောင်ခဏကျနာရတဲ့အခြေအနေထိတွေလဲကျွန်တော်တို့ကြားသိထားရပါတယ်ဟုတ်ပါတယ်ဒါအမတ3 4 4ကနေပြီးတော့လနဲ့ကြီးဒါပြစ်ကူတွေပြီးပြီးတော့ဒါတီတာကုန်းပြင်ကလည်းပဲလနဲ့ကြီးတွေနဲ့ ဒါရန်တန်ပြစ်ခတ်နေပါတယ်ဆိုတော့ဒီခြေနေမှာကျွန်တော်မျိုးဝပြည်သူတွေအထူး view site ပေးဖို့ကျွန်တော်တို့မျှော်လင့်ပါတယ်ကျွန်တော်တိုက်ပွဲဟာပုံမပြင်းထန်လာဖို့ရှိပါတယ် AR ဘကိုရန်ကုန်နေပြည်တော်မန်လေးဒါတွေမှာရှိတဲ့ချမ်းဖက်စစ်ခွစ်တပ်မှန်းများကိုကျွန်တော်တို့အမြင့်ဖြတ်ချိန်မုံသွားမှာဖြစ်တယ်ပြီးတော့လက်ရှိသွားနေတဲ့နန်းကျောင်းကလည်းလုံကိုစင်မြန်စွာနဲ့ဒါပူပေါင်းထားတဲ့ထိုးစစ် ကြီးအသွင်ပုံဖော်နေတာကိုလည်းပဲကျွန်တော်တို့မိဘပြည်သူတွေအားရခြင်းနဲ့ဘွယ်တွေ့မြင်ရမှာဖြစ်ပါတယ်ဆိုတော့နေရာဒေသတီးတီးမှာမိုးရင်းကာလရောက်လာတဲ့ကာလထိတိုင်အောင်ကျွန်တော်တို့ဟာနေမညမှာကျွန်တော်တိုက်ပွဲဝင်နေစေဖြစ်တယ်ကျွန်တော်တို့ရဲ့ဒါစီလိုအပ်ချက်တွေပြီးတော့လက်နက်ခဲယံရိတ်ခါစေဝါစတဲ့လိုအပ်ချက်အမြောက်အများတရင်အတီးတီးမှာလည်းပဲရှိနေပါတယ် ဆိုတော့ဒီကနေ့မှာပဲကျွန်တော်တို့ဒါငကဖြူတရင်ကဂျာရဲဘော်တွေအတန်ကိုလည်းကျွန်တော်မိဘတွေအာဂျာတိတွေ့ရှိပြီးဖြစ်ပါတယ်ကျွန်တော် live တင်ဆက်ဖို့အတွက်ရဲဘော်တွေနဲ့စီတင်ခဲ့တာပါဒါပေမဲ့ internet line ခက်ခဲလေးရှိသွားတဲ့အတွက်ကျွန်တော် live တင်ဆက်မှုအားနည်းချက်ဖြစ်သွားပါတယ်နောက်ရက်တွေမှာကျွန်တော်ရဲဘော်တွေနဲ့အတူကျွန်တော်မိဘပြည်သူတွေနဲ့စကားအတူတူပြောဖို့ရှိပါတယ်ဒါကြောင့်ဒီဘက်လုံးမှာရှိတဲ့ကျွန်တော်မိဘပြည်သူတဦးချင်းစီတိုင်းအနေနဲ့ဒီ95ရဲ့ ဒါပြင်းထန်တဲ့ထိုစစ်တွေအတွက်ကျွန်တော်ရဲဘော်လူငယ်တွေကိုပြေဝဝင်းရန်ကူညီပေးမယ်လို့မျှော်လင့်ရင်းနဲ့ဒီနေ့ဗီဒီယိုကိုအဆုံးသတ်ပြစေနောက်လာတဲ့ဗီဒီယိုကိုတစ်ချက်ပိုကောင်းအောင်ကျွန်တော်စ조사ပေးပါမယ်လက်နက်ပေးစစ်ပေးကမ်ပိန်ကြောက်တဲ့ကြောင်းနိုင်ငံအတွင်းမှာရှိတဲ့မိဘတဦးချင်းစီတိုင်းဘေးနဲ့ကင်းရှင်းပါစေကြောင်းလေးနဲ့စတောင်းရင်းနဲ့ကျွန်တော်ရဲဘော်ရှမ်းလေးပါ